ခက်ခဲမှာဆုံးမဒီဟာဦးကနောင်တရခဲ့တယ်။ဒီဟာဦးဖောက်ပြန်တဲ့ကိစ္စကိုခက်ခဲမရဲ့တငယ်ချင်းကခက်ခဲမကို လာပြောတော့ခက်ခဲမမလုံးဝကိုမယုံနိုင်ခဲ့ဘူး။တငယ်ချင်းကစပြောတော့ကမဟုတ်တာတွေမပြောစမ်းပါနဲ့ဟာ။ဒီဟာဦးကငါမငါဖြစ်နေတာဘလို့လို့ဖြစ်နိုင်ပါလေ။ဒီဟာဦးကငါ့ကိုအယဉ်ချစ်တာ။ဒီဟာဦးကဒီလိုလုံးမဲ့ယောက်ျားမျိုးမဟုတ်ဘူး။ရှောင်းမပြောစမ်းပါနဲ့ဟာဆိုပြီးတော့ခက်ခက်မာရဲ့တကယ်ချင်းဖြစ်သူကိုပြောတဲ့စကားတွေက ကြည့်ရှုသူပိတ်သက်တွေကိုယင်ထဲကိုနှင့်စေပါလေ။သူရဲ့ယောက်ျားပေါ်မှာကက်ခက်မှာကအများကြီးယုံကြည်ထားတာလေ။သူရဲ့မာမနာထားခဲ့တဲ့အမားတစ်ခုကြောင့်ဒီဟာဥမေဆုံးတော့ကမပြောခဲ့တဲ့စကားသခွန်ကြောင့်သူယောက်ျားပေါ်မှာသူတီးခံခဲ့တယ်။သူယောက်ျားလူချင်းသမျှကိုဖြည့်ဆည်းပေးခဲ့တယ်။သူယောက်ျားလူချင်းရဲ့ပုံစံသူ့ကိုအိမ်ဦးနဲ့လိုထားတဲ့မိမလူမျိုးသူနေထိုင်ခဲ့တယ်။ဒါမဲ့ကက်ခက်မှာပြန်ရတာက ဖောက်ပြန်ခြင်းနေပဲ။ဖောက်ပြန်တဲ့ယောက်ျားတွေအဲ့ဒီမှာသာကြည့် အခေါက်လောက်ဖောက်ပြန်မိတာ ਨੇ အဲ့ဒီကနေယုံထွက်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲနေပြီเนาะအခုဒီဟာဥကသူ့အမောက်ကိုသူတိတဲ့အချိန်မှာချက်ဖို့ကြိုးစားတယ်ဒါမဲ့တဖက်ကမရင်ငယ်ကเนาะဒီဟာဥစီကနေပတ်စံနေချူစားတာเนาะသူ့အတွက်လည်းအရန်ဟုတ်အစဉ်ပြေတဲ့ခါကျတော့ဒီဟာဥကိုလုံးဝလုံးဝလက်မလွတ်တော့ဘူးဒီမျိုးစုံနဲ့ဒီဟာဥကိုကတ်တွေ့တယ်เนาะဒီဟာဥကိုမရရအောင်ကြိုးစားနေပြီဖြစ်တယ် ဆိုတော့တော့ဖောက်ပြန်ပြီးပြီဆိုရင်အဲ့ဒီကနေရုံထပ်ဖို့ဆိုတာတော်တော်လေးကိုနော်ကိုကအမှပြန်တီးလို့နော်လုံးဝမပတ်သက်ဖို့နော်ကြိုးစားတယ်ဆိုရင်တော့မှတစ်ဖက်ကကိုယ်ကိုဝင်ပြီးတော့နော်ဇွတ်ပတ်သက်ပြီးဆိုရင်တော့ကိုရီအနေနဲ့နော်ရုံထပ်ဖို့ဆိုတာလုံးဝခက်ခဲတယ်အခုတော့ကက်ကက်မှာဆုံးမှဒီဟာကနောင်တအကြီးကြီးရပါတယ်နော်ဒီဇက်ကလေးမှာဆိုရင်သဘောကျတာကပေါ့နော်ကျွန်တော်မိခင်အရင်နဲ့အာမွေးစားတဲ့သူတွေနဲ့အရှင်းကြည့်မိဆိုရင်ကျွန်တော်နော်မိဘတွေက ွေသားသမီးတွေအပေါ်မှာเนาะကိုဝမ်းနဲ့မွေးထားတဲ့ဒါလေးပေါ်မှာတကယ်ကိုမှမေတ္တာအစစ်မှန်ရှိတယ်ဆိုတာကျွန်တော်လည်းတွေ့ရတယ်เนาะမိဘအရင်းတွေလောက်ဒါသမီးတွေအပေါ်မှာမေတ္တာအစစ်မှန်ဆိုတာအင်မတန်မှရှားပါတယ်เนาะသူ့ရဲ့စိတ်ထွက်ပေါက်အနေနဲ့မိမာတွေနဲ့ဖောက်ပြန်တယ်အရက်တောက်တယ်အစတုန်းကတော့ကက်ခက်မာဘာလှုပ်လို့ကက်ခက်မာရဲ့အနိုင်ကျင့်မှုတွေကိုအရန်ချစ်ပါတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ်ဒီဟာဦးကကောင်းညိတ်ခံခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ဇာတိမှန်ပြလာတဲ့အခါကျတော့သူကသူ့မိမကသူ့ကိုအခုလိုမျိုးနိုင်ကျင်တာသူ့ကိုသူ့ရဲ့ယောက်ျားတယောက်အနေနဲ့တန်ဖိုးမထားလို့အိမ်ဦးနဲ့အနေနဲ့မဆက်ဆံလို့ဆိုရဲအကြောင်းပြချန်ပေါင်းများစွာနဲ့သူ့မိမကိုပြန်လဲပြီးတော့နှိမ့်ဆက်တယ်ဒီလိုပြောလို့ခက်ခဲမှာကိုအကောင်ပြောရမှာမဟုတ်ပါဘူးခက်ခဲမှာနဲ့ဒီဟာဦးရဲ့အမေချာမှာရန်ညိုပေါင်းများစွာရှိဒီအောင်နေ့တရားကိုရွက်ကြရင်နဲ့ဒီဟာဦးရဲ့အမေသေးဆုံးတဲ့အချိန်မှာနော် ခက်ခက်မာကိုဒီဟာဦးတို့ရဲ့အိမ်ဖော်ကလာပြောတဲ့အချိန်မှာခက်ခက်မာကတော့တစ်ထီအချိန်နဲ့ဆူရောက်မယ်လို့မထင်ထားခဲ့မိဘူး။ရွေးချင်တဲ့အနေနဲ့ဒီဟာဦးကိုတော့သူ့မိဆုံးတော်မယ်ဆိုတဲ့စကားကိုမပြောခဲ့တာပါ။ဒါမဲ့ဒီဟာဦးဟာသူ့မိဆုံးရတာခက်ခက်မာကြောင့်ဆိုပြီးတော့နော်သူ့မိရဲ့နောက်ဆုံးအချိန်မှာတော့မတွေ့ခဲ့ရတာဖြစ်တဲ့အတွက်ခက်ခက်မာကိုအဲ့ဒီမာသခုရဲ့နဲ့တသက်လုံးရန်ညှို့ဖွဲ့ပြီးတော့လှုပ်ချင်တိုင်းလှုပ်မိမာရီနဲ့ဖုတ်ပြန်ချင်တိုင်းဖုတ်ပြန်နေတဲ့ဒီဟာဦး က်ခက်မှာပြည်ဆုံးတဲ့အချိန်ကျတော့နောင်တရပြီလေတကယ်မှာဟာအဲအမကိုပြင်ဆင်နေဘလောက်ပဲကောင်းအောင်နေပြနေပြဒီဟာဦးရဲ့အချစ်ကိုတော့ပြန်မရခဲ့ပါဘူးအမိုးမြစ်တွေမကုန်ခန်းမချင်းတော့ဒီဟာဦးရဲ့အချစ်ကိုကက်ခက်မှာပြန်ရနိုင်ပါအောင်လားကက်ခက်မှာသေဆုံးသွားတဲ့အချိန်မှာဒီဟာဦးလည်းနောင်တရနေပွေပိုင်ရင်ဘဝကိုကုန်ဆုံးသွားရလေတဲ့မိမဖြစ်သူကက်ခက်မှာကိုအညိုတီးထားပြီးတော့ ရုံမာနေတဲ့ဒီဟာဦးကိုတနိုင်ကလောကပြည်သက်တွေကရိုက်တက်ချင်နေကြပြီလေဖြစ်ပါ रे ခေခေမာဟာလေသူမှားခဲ့တဲ့အမှားတစ်ခုတော့ယောက်ျားဖြစ်သူရဲ့အခုလိုမျိုးမုံတီချင်းတွေစော်ကားချင်းတွေကိုဒီကံခဲ့တာဖြစ်ပြီးတော့အကောင်းဆုံးနေထိုင်ပြပေမဲ့အချိုးလေးတစ်ဆက်တောင်ပြောင်းလဲမလာတဲ့ဒီဟာဦးကိုသွားမှလည်းမလုံနိုင်တော့ပဲနဲ့မြည်ရီတွေသာသူ့ရဲ့ထွက်ပေါက်ဖြစ်ခေခေမာကအသုံးချနေရပြီဒါကြောင့်မလို့ပြောကြတာလားတော့မသိဘူး ယောက်ျားရီရဲ့စိတ်ထွက်ပေါက်ကမိန်းမနဲ့အရက်မိန်းမရီရဲ့စိတ်ထွက်ပေါက်ကညည်ရီတွေပဲရှိတယ်ဆိုပြီးတော့ပြောကြတာမှန်နေပြီထင်ပါရဲ့နော်ခုတော့အမားလေးတခုကြောင့်နေမိန်းမဖြစ်သူကက်ခက်မောက်ကိုရက်ဆက်ချင်တဲ့ရက်ဆက်နေတဲ့ဒီဟာဦးဟာကက်ခက်မသေးမှနောင်တရခဲ့ပြီနော်ဒီဟာဦးဟာကက်ခက်မနဲ့အင်ထောင်ချကလေးကနေဘယ်အလုတ်ကိုမှမမေရရမလုပ်ဘူးချစ်တယ်ကြိုက်တယ်ဆိုရဲနော်အနေထားတခုနဲ့ပဲအင်ထောင်တခုကိုတီးဆောက်လာခဲ့တာ အပြင်လောကမှာတော့ဒီဟာဥလူမျိုးယောက်ျားမျိုးကိုယူမှာမဟုတ်ဘူးခက်ခက်မှာပဲသူတို့စီးပွားချမ်းသာဖို့တော့ကြိုးစားခဲ့တာနောက်ဆုံးခက်ခက်မှာ ਨੇ စိတ်သဘောထားခြင်းမတိုက်ဆိုင်တဲ့တစ်ခုလေး ਨੇ ဒီဟာဥကဖောက်ပြန်တယ်ဒါကြောင့်မလို့ပြောတာယောက်ျားကလေးတွေကအစချစ်တယ်ဆက်ချစ်ရတာကမိန်းကလေးဒီစကောဘုံကတကယ်ကိုမှန်နေပြီဆိုပြီးတော့ပြည်သက်တီကတော့ပြောဆိုနေချပြီလေဖြစ်ပါ रे ဒီဟာဥကအစပိုင်းမှာတော့ခက်ခက်မှာပါအပြစ်ပဲလုံလုံခွင်လွန်နိုင်တဲ့အနေထားတစ်ခုကိုပြပြီးနောက်ဆုံးမှာတော့ ဒီခေတ်မှာရေသူလက်မခံနိုင်တဲ့အကျင့်ကြောင့်အခြားသူနဲ့ဖောက်ပြန်ရသလားအရာတွေကိုပြည်သူတွေကမချိုက်တာပါခေတ်ခေတ်မှာအနေနဲ့လေဒီဟာဦးရဲ့အမေကအဲ့လောက်တစ်ထိအစိုးမင်းမထင်လို့ဒီခါနီးအချိန်မှာတော့သူယောက်ျားကိုမပြောဖြစ်တာအခုတော့ဒီဟာဦးကအဲ့အပြစ်ကလေးကိုရှာပြီးအပြစ်မှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်အဲ့ဒါကြောင့်မလို့နိုင်ငံလုံးကဒီဟာဦးကိုအစကတော့ချစ်သက်တဲ့ကောင်းလေးမို့လို့အားပေးတာအခုတော့သွားပါပြီဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါ အမုံမြေဇလန်တွဲကတော့မြန်မာပြည်သူပြည်သားတွေကြားထဲမှာအင်မတန်မှသိုက်ဆန်လွန်းလို့လူကြိုက်များနေတာပဲဖြစ်ပါတယ်။အမုံမြေဇလန်တွဲမှာအခြေတစ်ခုကိုပဲဦးစားပေးပြီးတော့တနာကိုပဲဦးစားပေးပြီးတော့ အိမ်ထောင်စောစောပြူရင်မိမိမှာဘာမှမဖူလုံဘဲနဲ့တော့ပညာရေးရောသူတို့ပစံရောဘာမှတော့အသက်မွေးဝမ်းချောင်းနဲ့တခုမှမဖူလုံဘဲနဲ့ခုလိုမျိုးမပြည့်စုံတဲ့ဘဝနဲ့အိမ်ထောင်ပြူလိုက်လို့ရှိရင်ဘလောက်တည်းထိမိမိတို့အိမ်ထောင်ကဒုက္ခရောက်သွားနိုင်ချောင်းနဲ့နော်အိမ်ထောင်ရင်းမှာနောက်ပိုင်းမှာခုလိုမျိုးတရားနဲ့တရားနားလေသဘောမပေါက်နိုင်ဘူးဆိုရင်နော်အိမ်ထောင်မှာဖောက်ပြန်မှုတွေလေးရှိနိုင်ချောင်းနဲ့နော်ရောက်ခမရိချောင်းမိမိတို့သားသမီးတွေရဲ့နော် အင်းချောင်းကြီးကပြပြနိုင်ကြောင်းเนาะကျွန်တော်တို့ကုသားကလွဲလို့ကုသမီးကလွဲလို့เนาะမချစ်ခင်နိုင်ပဲနဲ့เนาะချွေးမာရီဟာလားဒါရီကိုရက်ကမာရီအနေနဲ့လေကုသားသမီးတော့မချစ်တဲ့ခါကျတော့ဘယ်လိုမျိုးဒုက္ခတွေဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုเนาะတယောက်နဲ့တယောက်အညှိုးထားရင်းကနေနောက်ဆုံးမှာเนาะဒုက္ခရောက်သွားကြတဲ့သူတွေကတော့မျိုးစားပင်ဖြစ်သွားကြတဲ့သူတွေကတော့ကျွန်တော်တို့သားသမီးတွေပဲဖြစ်တယ်ဆိုတာเนาะကျွန်တော်တို့ဒီဇာတ်ကားကမိမောင်းထိုးပြသွားတာပဲဖြစ်ပါတယ် ဥပါရီနော်အခုချိန်မှာမိဘတွေအရန်ကိုပြင်ဆင်ရမယ့်အရာကမမီတို့သားသမီးတွေဟာစိတ်ဓာတ်ရာတွေနဲ့နော်မကြည်ပြင်းစေဖို့အတွက်မမီတို့မိဘတွေပဲအထူးလေယူဆိုင်ချဖို့အတွက်ဒီစကားကမိမောင်းထုတ်ပြသွားရပြီဖြစ်ပါတယ်ယောက်ျားမတွေကြောင့်နော်အိမ်ထောင်မိသားစုဘယ်လောက်တည်းထိပြူကွဲနိုင်တယ်လဲဆိုတာကိုနော်ပြသသွားခဲ့တာပါ ယောဂမနဲ့ချွေးမရဲ့ပြဿနာကိုပြောရမယ်ဆိုရင်နော်အထူးသဖြင့်တော့အခုကျွန်တော်ပြောပြသွားမယ့်အရာကယောဂမတွေရဲ့နော်ဝင်ရောက်ဆုတ်ဖက်မှုတွေကြောင့်အင်းထောင်ပြည့်ရတဲ့ကိစ္စကိုပြောချင်ပါတယ်ချွေးမနဲ့ယောဂမဇလန်းတွေများပေမဲ့ယောဂမနဲ့တမက်အဆင်မပြေတာတော့တော်တော်လေးကိုရှားပါတယ်ဘာလို့လဲဆိုတော့သမီးကိုစိတ်ဆင်းမရဲစေချင်လို့တမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ်ချွေးမကြငါတို့ကသားရှင်ကြီးစိတ်เสียမလို့ဘူးဆိုတဲ့အနေထားနဲ့နေကြတယ် ယောက်ျားလေးဘက်ကအမြဲအပါကြီးပဲငါသားရှာကြွေးတဲ့ငါသားကအင်ထောင်ဦးစီငါသားထားခဲ့ရင်နေမဲ့တခုလက်ဖြစ်မှာဘာရှင်ဆိုရင်မမနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီးသမီးကလေးမွေးငါသမီးလေးပင်ပန်းမဲ့မိဘအိမ်လာနေပြီးအနာယူ ကျွေးမကလေးမွေးရင်တော့မိဘအရင်ဘာလို့ပြန်လာမလဲကလေးမွေးတာပဲငါတို့လေးမွေးဘူးတဲ့နင်တို့လိုနှုတ်မနေဘူးအကုန်လုပ်ရတာပဲတမဲဖောက်ပြန်မှာချက်တော့တားချီလန်းပြစ်ရင်အိမ်ကမိမအသုံးမချလို့တဲ့နော်ချက်ပြောရင်အများကြီးကြံပါသေးတယ်ကိုသားသမီးနဲ့ရှင်ရင်နော်ကိုချင်းစာပြီးကျွေးမအပေါ်မေတ္တာထားပေးကြရိရောက်မှရရှိသလိုနော်ကိုကိုသားသားသမီးကလွဲလို့ရှိရင်သူများသားသမီးကအဖိုးမတန်တလို့ဆက်ဆံခြင်းချားတွေတွေလေးရှိတယ်နော်ကြောက်ဖို့ကောင်းတဲ့အတ္တတွေမမနာတွေနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်သ ာသမီတွေဘဝပြည့်အင်ထောင်ရေးမသားမယဖြစ်ပြီးပျက်စီးကြတာတွေလည်းအများကြီးပဲဗျာဒါတွေကိုဒီဇက်ကကပညာပေးသွားတာပဲဖြစ်ပါတယ်အားကြောင့်မလို့ရောက်ခမတွေအနေနဲ့လေးညတ်တာတဲ့ရောက်ခမကောင်းတွေတိတက်တဲ့အချွေးမကောင်းတွေနော်ဖြစ်ဖို့အတွက်ကြိုးစားရပါလိမ့်မယ်ဒါမှအင်ထောင်ကသားရပါလိမ့်မယ်အခုတော့နော်မင်းသမီးကလေရောက်ခမကရိုင်းတိုင်းသူလေးပြန်ရိုင်းနေနော်ရောက်ခမကလေချွေးမကိုနော်သူသားသူ့မြေကလွေးရင်ချွေးမကိုကြနော်ပုစုပက်ဆက်ကိုလုံးဝနော် အေးထောင်ရေးကိုဖြူဖြစ်နေတာတွေ့ရပါတယ်နော်အဲဒါကြောင့်မလို့မိမိမှာပါမှနော်ဖူဖူလုံးလုံးပါမှမရှိလို့ရှိရင်အိမ်ထောင်ပြုမိလို့ရှိရင်ဘယ်လောက်ထိထိဒုက္ခရောက်နိုင်သလဲဆိုတော့ဒီဇက်ကကကြာသွားခဲ့တာပဲဖြစ်တယ်ပြီးတော့ကကျတော့နော်မိသားနဲ့မိသမီးရဲ့တားကိုသူ့အကူတို့ကနော်မိသားရဲ့အကူတို့ကမွေးစားတယ်မွေးစားတဲ့ခါကျတော့မိသားရဲ့အကူမှလေဘာဖြစ်လဲကိုဝင်ရှိလာတဲ့ခါကျတော့နော်မိသားအကူရဲ့မိမမှလေကိုဝင်ရှိလာတဲ့ခါကျတော့သူတို့ရဲ့ရင်ထွေးကိုပဲဒီယူဆိုင်တော်တွေဆိုတော့ ူတို့မွေးလာမယ်ကလေးလေးကိုပဲပိုချစ်သွားကြတယ်ဆိုတော့နော်မိဘတွေလောက်ကုသားသွေးအရင်လောက်နော်ဘသူကိုမှဒီလောကကြီးမှာဘသူကမှဒါမစားနိုင်နိုင်ဘူးမချစ်နိုင်ဘူးဆိုတော့မိမောင်ချိုးပြနေတာလေဖြစ်ပါတယ်ရမနေကြီးတလာရအနုပညာရှင်ကြီးတွေဖြစ်ကြရီချစ်သူဝင်နေလင်းလင်းကတော့ American ကနေ US နမရာဂျီထရန်ရဲ့အခုဂျီဝင်ခွင့် နေဥပဒေအတင်းနဲ့နှင်းထုတ်ခံလိုက်ရပြီဆိုပြီးတော့ online ပေါ်မှာရေးသားဖော်ပြနေကြတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေကအယံယံကိုလက်နေကြပါပြီချစ်သူဝင်နေလင်းလင်းကတော့သူတို့ရဲ့ဘဝကိုဆွန့်လွတ်ပြီးတော့เนาะသူတို့ရဲ့ဘဝသာမကဗျာသူတို့နှစ်ယောက်ရဲ့တမီးလေးဘဝကိုတောင်ဆွန့်လွတ်ပြီးတော့เนาะကျွန်တော်တို့တော်ရဲမှာမိသားစုလိုက်ရှင်သန်ရေးနဲ့တော်တိုင်းမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးကြတော့အရန်ကန်ကောင်းပြီးတော့တတိယနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံမှာဝင်ရောက်ခွင့်ရသွားတယ် ဝရောက်ခွေရရည်ဆိုပေမဲ့တေးတိချာချာတော့မသိဘူးပေါ့နော်သူတို့ကသေးဝင်မဟုတ်ဘူးလားကိတ္တခဏခလုံခွင်ပေးတာလားကျွန်တော်တိချာမသိဘူးအခုအမေရိကန်သမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံကိုလုံးဝလုံးဝသူတို့နိုင်ငံကိုမြန်မာပြည်သူပြည်သားအကိုနိုင်ငံနေထိုင်ခွင့်ကအစအကုန်လုံးဝင်ခွင့်ကအစနော်ပြိပင်လိုက်တာတိုင်းကလုံးနေတပိတာဖြစ်မှာပါမင်းအွန်လိုင်းဟာအားလုံးအားလုံးနဲ့ပူပေါင်းနိုင်ပါတယ်မလေးရှားနေရောပူပေါင်းနေထိုင်းနေရောပူပေါင်းနေနော် အကုန်လုံးနဲ့ပူးပေါင်းပြီးတော့အဲ့ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုပြန်ခေါ်နေရပြီဖြစ်ပါတယ်။အဲဒီမှာဆိုရင်ဟောအဲ့ဒီမှာသွားပြီးတော့သွားနေပြီးတော့တော်လိုင်းလေးလှုပ်တဲ့သူတွေကိုမြောင်းနိုင်ငံတယောက်ပြီးတယောက်ဥပန်းစည်းနေတယ်လို့ကြားတယ်။အခုချစ်သူဝေတို့ကိစ္စလည်းမြောင်းနိုင်ငံကလှုပ်တာလားဆိုပြီးတော့အမြင်မျိုးပြောဆိုနေကြပါလိ။ဒီချောင်းတော့မသိဘူးပေါ့။တကယ်လို့ဖြစ်ပါစေနဲ့။တော့ချစ်သူဝေဟာအမေရိကန်နိုင်ငံမှာမနေရဘူးဆိုတော့တော်တော်လေးကိုဒုက္ခရောက်သွားမှာဖြစ်တယ်။အဓိကတနာတာကတော့သူရဲ့ခလေးမျိုးပေါ့နော်။ အားမဖြစ်ပါစေနဲ့ချစ်သူတွေတို့မိသားစုလုံခြုံပါစေနော်လူပေါင်းများစွာတတ်တဲ့မင်းအောင်လိုင်တို့အဖွဲ့စစ်သားတွေဒီဆုံးပြီးသွားလို့ရှိရင်ငရေပြည်ရောက်မလားလူတွေဖြစ်မလဲဆိုပြီးတော့ဘာချုပ်စရာတော့ဖျားကြီးကို CAE ကိုပိုင်အထက်တန်းចောင်းចောင်းသားចောင်းသူများရဲ့မိခွန်းထုတ်ခမ်းမှာဘာချုပ်စရာတော့ဖျားကြီးကိုမင်းများလိုက်တဲ့အခါမှာဘာချုပ်စရာတော့ဖျားကြီးကလုံးဝလုံးဝပြည်သူတွေထဲမှာမထားရ ဖြေကြားလိုက်တာဖြစ်တဲ့အတွက်တနိုင်းကလုံးကပြည်သူတွေအော်အော်ခဲ့ရပါတယ်။ဘာချုပ်စီရော်ဖျားကြီးကတဲ့လူတယောက်ကနော်လူပေါင်းတောင်းကြီးပဲတသက်ဘလောက်ပဲတသက်လောကမှာသူတို့ကောင်းပဲဖြစ်ဖြစ်နော်ရုပ်မာတွေသူပဲဖြစ်ဖြစ်လူဆိုးပဲဖြစ်ဖြစ်သူတို့တွေတည်ဆုံပြီးတဲ့အခါကြလို့ရှိရင်ငရေပြည်ရောက်မလားနော်လူကောင်းကတော့ဒါကျွန်တော်တို့နတ်ပြည်ရောက်မယ်လူဆိုးကတော့ငရေပြည်ရောက်မယ်အဲ့လိုမျိုးအပြစ်အကြောင်းမရှိပါဘူးတဲ့နော် ။အကျုပ်ဆရာတော်ဘုရားကြီးကမြတ်စွာဘုရားလက်ထက်ကနေနိုင်ရှင်ပြီးတော့အများကြီးပြောသွားခဲ့တယ်ပေါ့နော်။ဆိုတော့ဘလောက်ပဲသူအသက်ရှင်နေစဉ်ကာလအတွင်းမှာပေါ့လေ။ဘလောက်ပဲလူတွေပဲတက်ခဲ့တက်ခဲ့ပြီးဖြစ်စေနော်။ဒီခါနီးကြရင်ဘုရားမြတ်စွာဘုရားရဲ့နော်တရားသဘုတ်နာလို့သူဟာတရားရသွားပြီဆိုရင်အဲ့ဒီလူကငရေမကြပါဘူးတဲ့နော်အသက်လုံးကောင်းမှုကုသိုလ်လုပ်ပြီးတော့နော်ဘလောက်ပဲလူတန်းလူတန်း အဲ့ဒီလူကလည်းနတ်ပြည်ရောက်မယ်လို့မပြောနိုင်ပါဘူးတဲ့ဗျာเนาะကျွန်တော်တို့ဗုဒ္ဓဘာသာကတော်တော်ဆန်းကျေတယ်လို့ဘာချုပ်ဆရာတို့ဖျားကြီးကပြောပါเนาะအခုမင်းအောင်လိုက်တို့เนาะကျွန်တော်ចောင်းသားចောင်းသူလေးတွေကတော့မင်းအောင်လိုက်တို့တိုင်းရမမီဘူးပေါ့เนาะဒါကျွန်တော်တို့လူပေါင်းများစွာအသက်တတ်ထားတဲ့စစ်သားတွေကတည်ဆိုးပြီးသွားလို့ရှိရင်နတ်ပြည်ရောက်မလားမရေးပြည်ရောက်မလားနန္ဒာဘဝဖြစ်မလားအဆောက်ရှိဖြစ်မိခွန်းထုတ်လိုက်တဲ့အခါမှာเนาะလူကောင်းဖြစ်စေမကောင်းတဲ့သူဖြစ်စေအဲ့ဒီလူမျိုးစလုံးက နတ်ပြည်ရောက်မလားငရဲပြည်ရောက်မလားဆိုတာလုံးဝလုံးဝကိုမသေးချာပါဘူးတဲ့เนาะလူကောင်းလဲနတ်ပြည်မရောက်နိုင်ဘူးလို့လူဆိုလဲနတ်ပြည်မရောက်နိုင်ဘူးလို့မပြောနိုင်ဘူးတို့ဘာချုပ်ဆရာတော်ဘုရားကြီးကပြောသွားခဲ့တာဖြစ်တဲ့အတွက်တိုင်းကလုံးဝပြည်တွေကတော့လုံးဝလုံးဝကိုအော်အော်ခဲ့ရပါတယ်ညာအတိုက်ခိုက်တွေကိုခိုင်နေဝေနဲ့သူ့ရဲ့ယောက်ျားသွန်ပွိုင်းလေးစင်မြင့်အောင်နဲ့ရှင်းလင်းတဲ့ကိစ္စတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက်တိုင်းကလုံးဝပြည်တတ်တွေကလည်းအော်အော်ခဲ့ရပါပြီ ခိုင်နှင်းဝင်နဲ့နော်ကျွန်တော်တို့ဇင်မြင့်အောင်တို့ကတော့တော်တော်လေးကိုဘယ်လိုပြောရမလဲပေါ့နော်အတွဲညီလေးစုံတွဲလို့ပြောရမလားခိုင်နှင်းဝင်ဟာလေအရင်ကနော်ကလားတယောက်နဲ့ရခဲ့ဘူးတယ်ဒါပေမဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တာဖြစ်တဲ့အတွက်ပြန်လဲပြီးတော့ကွာရှင်းခဲ့တာပေါ့နော်ခိုင်နှင်းဝင်ကလည်းကလားဆက်ကိုဆိုတော့အခုခိုင်နှင်းဝင်ကတော့ယောက်ျားတွေကိုစိတ်နာပြီးတဲ့နောက်ပိုင်းမှာအသွွန်ပွိုင်းလေးနေပဲသူ့ရဲ့ဘဝကိုနော်နံပြားချင်းရိုက်လိုက်တယ်ပေါ့နော်ခိုင်နှင်းဝင်ကတော့အခု သူ့ရဲ့ဂေဟာကိုအလူတန်းတွေလုံမဲ့သူမရှိတော့လို့တတော်လေးကိုစိတ်တကြနေကြောင်းလို့သိရပါတယ်နော်ဘလိုမျိုးသိန်း30နော်ဒါသိန်း30မှားလွဲမိတာကိုပြန်လဲပေးဖို့တော့နာခနာညင်းစုံနေတဲ့ခိုင်နှွေရဲ့နော်ဒီအကြောင်းအရာမှာသူ့ဘက်ကပဲမှန်ကန်ကြောင်းခဏခဏနော် online ပေါ်မှာ post တင်လိုက်ဖြစ်လိုက်လုံနေတဲ့ခိုင်နှွေရဲ့လုံရတွေကိုတနိုင်ကလုံးကနော် okay ရပြီးတော့ဒီတစ်ခါကျတော့ငလိအလူပေးတဲ့ခါမှာလေအာမရှိတဲ့ရွာတွေကိုပေါ့နော်ဒါ ။ online အတွက်အင်ဂျီနီယာ300 400အစရှိတွေမရှိတဲ့ရွာတွေကိုဒါ online ပုံမှာသင်နေတာဖြစ်တဲ့အတွက်တိုင်းကလုံးဝပုံမှုပြီးတော့ဒါအောင်အောင်ခေရတယ်ပေါ့နော်ခိုင်းဝေကိုအယုံကြည်မရှိကြတော့ဘူး။ဒါကြောင့်မလို့ခိုင်းဝေခေဟာကိုအခုယူမဲ့သူမရှိတော့တဲ့နောက်ပိုင်းမှာခိုင်းဝေကတော့ရှင်းုံအောင်တက်နေရကြောင်းကြားသိရပါတယ်။အခုကျွန်တော်တို့ခိုင်းဝေကို သိန်း30နော်မှားလို့မိတဲ့မရှားထွက်နေရဲ့ပြောဆိုချက်စကားကြောင့်တိုင်းကလုံးဝပြည်သူတွေအောင်အောင်ခေရပါတယ်။အဲ့ဒါကတော့သူ့ရဲ့ messenger မှာတဲ့ခိုင်းဝေကိစ္စနဲ့ပတ်သက်ပြီးသူ့အသက်အန္တရာယ်ကိုလာရောက်ချင်းချောက်တဲ့သူတွေ ဒါ3-4ယောက်လောက်ရှိနေကြအောင်မာရှာထွက်နေကပြောလာပါတယ်နော်ခိုင်နီဝင်တဲ့သူ့ယောက်ျားဖြစ်တဲ့နော်ဇင်မြင့်အောင်ကပတ်စံနော်ပြီးငှားပြီးတော့ငှားပြီးတော့ဒါလူမိုက်တွေငှားပြီးတော့မာရှာထွက်နေကိုတက်ခိုင်းလာတော့မသိဘူးနော်ကျွန်တော်တို့နော်အတိအကျတော့မသိရဘူးနော်ဘယ်လိုမျိုးမာရှာထွက်နေကသူ့ကိုဒါ messenger မှာခဏခဏအသက်အန်ဒီဒါလာချင်းချောက်တဲ့အတွက်သူ့အနေနဲ့ဘာမှမစိုးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ပိတ်သက်တွေကိုကျိုးတင်ပြီးတော့3ပေးချင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ပရိုလေးကိုကြောက်ဖို့ကောင်းပါတယ်နော်အဲ့ဒါကတော့ my you အသိန်းကို အာဆီယံအောစတာအတင်းနဲ့ဘူးပုံပြီးတော့အနိုင်ကိုတွင်းနိုင်လိုက်တဲ့မမုံလင်းကိုမြန်မာဘောလုံးအဖွဲ့ချုပ်ကနော်သိန်းတထောင်ဆုချင်းမြင့်လိုက်တဲ့အပြင်ကိုမှသူရဲ့မွေးစားအဖေဖြစ်တဲ့ဦးစစောကသိန်းနှစ်ထောင်ထပ်မံပြီးတော့ဆုချင်းမြင့်လိုက်လို့တနိုင်က လုံးကပြည်သူတွေကအာဩခဲ့ရပါတယ်။ဒါပြီးတော့ဦးစစောကဒီကနေ့မှဆိုရင်မမုံလင်းကိုသူ့ရဲ့သားတယောက်ဖြစ်ချင်ကြလိုက်တယ်ပေါ့ဗျာအရန်ကိုချစ်ခင်ရတဲ့သားဖြစ် တင်စားလိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးကတော့ဝိဇာသားဖြစ်ပြောရလားဒါမှမဟုတ်လို့ရှိရင်ဦးစော်စော်ရဲ့သမီးလေးဖြစ်တဲ့နော်အသက်25နှစ်သာရှိသေးတဲ့အိမ်မူးစော်လေးနဲ့နော်မမောင်လေးကိုပြီးစားခြင်းလို့များဦးစော်စော်ကပြောရလားဆိုပြီးတော့ပြောဆိုနေကြပြီလေးဖြစ်ပါတယ်ဦးစော်စော်ဟာတကယ်ကိုမှမြန်မာနိုင်ငံမှာနံပါတ်3အချမ်းသာဆုံးတကယ်ကြီးဆိုပေမဲ့ဘောလုံးနဲ့ပတ်သက်ရင်တတော်လေးကိုယူသွတ်တယ်ဗျဒါချောက်မလို့နော်ဘောလုံးအဖွဲချုပ်ဝထရာထူးကိုမဖြစ်ဖြစ်အောင်ဦးစော်စော်ကယူထားတာပဲဖြစ်ပါတယ် ဆိုတော့မြန်မာနိုင်ငံမှာထိပ်ပြီးရောက်နေတဲ့အခုเนาะမမောင်လေးနဲ့သူ့သမီးကိုလေပေးစားခြင်းတော့ပေးစားမှာပဲလေဒါတော့ပြောလို့မရဘူးเนาะအဘာမှလေးเนาะအဘာကျော်ဘလုံးသမားတွေကမင်းမီတွေမော်ရယ်တွေတချီးတွေပဲရတယ်ဆိုတော့လေเนาะကျွန်တော်တို့ဒါမဖြစ်နိုင်လို့မပြောနိုင်ရဆိုတော့အခုတနင်္ဂနွေလုံးကတော့အောင်းအောင်းနေပြီဘယ်လိုမျိုးမန်ယူအသင်းကိုဂူတွင်းနိုင်လိုက်တာလေးနဲ့เนาะဒါတော်တော်လေးကိုအချီးကျူးခံနေရတဲ့မော်မော်လေးကတော့ဘဝလုံးဝပြောင်းလဲသွားခဲ့ပြီလေးဖြစ်ပါရီး တကယ်လို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လည်းမိုင်းယူအသိန်းလိုမျိုးကိုဘုံလုံးဒါကိုတွေးနိုင်နေဆိုရာကအင်မတန်မှကြောက်ခမန်းလေးလေးအရေးကြီးမယ်ဗျာနော်ချက်ကန်2တွေပဲပြပြပါပဲပြပြမမုံလေးဟာမြန်မာနိုင်ငံရဲ့သမိုင်းမှာသမိုင်းတစ် site ချူနိုင်ပြီဖြစ်တယ်မြန်မာနိုင်ငံမှာမိုင်းယူအသိန်းကိုအားပေးတဲ့သူကရိုက်တက်လို့တော့မကုန်ဘူးခွေးကဆိုကလေးကဆိုအားပေးတာဖြစ်တယ်အဲ့ဒီအသိန်းကိုမမုံလေးကသွားရောက်ကိုတွေးနေဆိုတော့အင်မတန်မှဒါချီးကျူးစရာပဲနော်လူဖြစ်ဖြစ်သူစူးစမ်းမှုနဲ့အညီအခုတော့မွေးစားဖြစ် အဥဇော်ရဲ့အာကျွန်တော်တို့တိတ်ထောင်ကြည့်ပြီးခဟင်းချင်းနေညီရောင်းနေငဘိုးလုံးပွဲချူကလည်းတိတ်ထောင်နေသူမမောင်လေးရဲ့ဘွားကတော့လုံးရည်နေချင်းပါပဲရောင်းလဲသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်ဗျာ